မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်လေစိတ်မှာအစ်စ်ဈေးမရှိပြပထွက်ခွင့်ရမှုအတွက် VIP service ရမယ်လို့ပြောပြီးငွေလိမ်လည်မှုတွေဖြစ်ပွားနေရမှာလေစိတ်ဝန်ထမ်းတွေနဲ့ရဲတွေပါပါဝင်ပတ်သက်နေတယ်လို့အဲ့ဒီ VIP service အတွက်ငွေကျပ်350အထိပေါင်စည်းရှိနေတယ်ဆိုပါတယ်အကျံပတ်စကောင်စီကစစ်မှုထမ်းဤဥပဒေထုတ်ပြန်ကြေညာပြီးပါကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေအားလုံး နိုင်ငံကူးလက်မှတ်လျှောက်ထားတာနဲ့ပြပထွက်ခွာတာတွေအတွက်သူတို့ရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကထုတ်ပေးတဲ့စာကိုတင်ပြရတော့မှာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်လေစိတ်မှာအစစ်ဆေးမရှိပြပထွက်ခွင့်ရဖို့အတွက် VMB စာပေရမယ်လို့ပြောပြီးငွေလိမ်လည်မှုတွေဖြစ်ပွားနေရမှာလေစိတ်ဝန်ထမ်းတွေနဲ့ရဲတွေပါပါဝင်ပတ်သက်နေတယ်လို့ အဲ့ဒီ VMB စားပေးအတွက်ငွေကျပ်350အထိပေါက်ဈေးရှိနေတယ်လို့ငွေလိန်ခံရသူလူငယ်တချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အကျန်းဖတ်စစ်ကောင်စီကရန်ကုန်လေစိတ်မှာအလဲပတ်နိုင်ငံကူးလက်မှတ်နဲ့ပြပထွက်အလုတ်လုံမဲ့လူငယ်တွေကိုတားဆီးပိတ်ပင်မှုတွေတောက်လျှောက်လုပ်နေရမှာ။ရန်ကုန်လေစိတ်ကနေပြပထွက်ခွင့်မရပဲလှည့်ပြန်နေရတဲ့လူငယ်တွေများလာပြီးတဲ့နောက်ပိုင်းအခုလို VMB စားပေးရမယ်ဆိုတဲ့ငွေလိန်မှုတွေဖြစ်ပွားလာတာလို့သိရပါတယ်။အဲ့ဒီငွေလိန်မှုတွေတက်ကစင်ကာပူမလေးဒူဘိုင်းသွားမဲ့လူငယ်တွေအလိန်ခံရတာများပြီး လက်ရှိ agent တွေကလေဆိပ်ကရဲတွေနဲ့ချိတ်ဆက်ပြီးတော့လူငယ်တွေပြပထွက်ခွင့်ရအောင်လုပ်နေရတာဖြစ်တယ်လို့လည်းသိရတယ်လို့အဲ့ဒီမှာတချို့လူငယ်တွေကတော့လမ်းကြောင်းတကယ်မပိုင်တဲ့သူတွေနဲ့အလိမ်မိပြီးပတ်စံပေးထားတာတော့လေဆိပ်ကနေထွက်ခွင့်မရပဲလှည့်ပြန်ခဲ့ရတာတွေရှိနေတယ်အပြင်အဲ့ဒီမှာ UAE နဲ့ဒူဘိုင်းကတော့အမျိုးသမီးအမျိုးသား180လောက်ကလေဆိပ်ကနေထွက်ခွင့်မရပဲလှည့်ပြန်နေရပြီးလွတ်သွားတဲ့20ကလည်းသူတို့ဟာသူတို့ VIP service နဲ့အချိတ်ဆက်လုပ်ပြီးငွေပေးထားတဲ့သူတွေပဲလွတ်သွားတာဖြစ်တယ်လို့ အရှိအလဲပိုင်းနိုင်ငံတွေကိုသွားဖို့အတွက်ဝန်ဆောင်မှုပေးနေတဲ့ခီးသွား agency ပိုင်းရှင်တို့ကပြောထားပါတယ်။လက်ရှိမှာတော့ရန်ကုန်လေစိတ်ကလေစိတ်ရဲတွေနဲ့လောက်ဝကတွေကိုချိတ်ဆက်ထားတဲ့အဲ့ဒီ VIP service ဟာငွေကျပ်350အထိဈေးပေါက်နေပြီ။အဲ့ဒီ VIP service ကိုလူတိုင်းမရနိုင်ပဲစစ်အုပ်စုနဲ့နှိစက်တဲ့သူတွေကသာလောက်ကင်ကြတာဖြစ်တဲ့အတွက်အဲ့ဒီ service ကိုလိုချင်ရင်စစ်အုပ်စုနဲ့နှိစက်တဲ့သူတွေကိုချိတ်ဆက်ပြီးမှရယူနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖတ်စကောင်းစီကစစ်မှုထမ်းဤဥပဒေထုတ်ပြန်ကြေညာပြီးပါကစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေအားလုံးနိုင်ငံကူးလက်မှတ်လျှောက်ထားတာနဲ့ပြည်ပထွက်ခွာတာတွေအတွက်တို့ရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကနေထုတ်ပေးတဲ့စာကိုတင်ပြရတော့မှာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာအကြံဖတ်စကောင်းစီကအဲ့ဒီစစ်မှုထမ်းဥပဒေကိုအပြန်အလှန်သုံးသပ်မှုတွေလုပ်နေပြီးမကြခင်ထုတ်ပြန်ကြေညာဖို့ရှိနေတယ်လို့လည်းဆိုပါတယ် အဲ့ဒီစစ်မှုထမ်းဤဥပဒေကိုထုတ်ပြန်ပြီးရင်တော့စစ်မှုထမ်းမှုအကျုံးဝင်တဲ့အမျိုးသားရော့အမျိုးသမီးရော့လူငယ်တွေအားလုံးဟာနှစ်နှစ်မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တဲ့အပြင်အဲ့ဒီလိုစစ်မှုထမ်းပြီးမှအဲ့ဒီကနေထုတ်ပေးလိုက်တဲ့လက်မှတ်နဲ့ပြပထွက်တာတို့နိုင်ငံကူးလက်မှတ်လောက်တာတို့ကိုရှောက်ထားလို့ရမှာဖြစ်တယ်လို့လဲနေပြီးတော့စစ်တပ်သတင်းရေးမြစ်ကပြောထားပါလေတကယ်လို့စစ်မှုမထမ်းငယ်နိုင်ငံသားထွက်ပြီးပညာသင်တာတို့ပြပထွက်ဖို့နိုင်ငံကူးလက်မှတ်ရှောက်ထားကြင်တာတို့ဆိုရင်တော့ စစ်ကောင်စီကဖွက်ထားတဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ထောက်ခံချက်ယူရတော့မှာဖြစ်ပြီးအဲ့ဒါတွေပါသူတို့ထုတ်ပြန်မဲ့စစ်မှုထမ်းဤဥပဒေမှာအကုန်ပါလာမှာဖြစ်တဲ့အပြင်အဲ့ဒီဥပဒေပြဋ္ဌာန်းဖို့စစ်ကောင်စီရုံးရဲ့အတီးပြုချက်ကိုသာစောင့်နေတဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်မကြမီပြဋ္ဌာန်းတော့မှာဖြစ်တယ်လို့လဲနေပြည်တော်စစ်တပ်တရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲ ဘကိုးတိုင်းနတလင်းမြို့နယ်ကခြေရွာတွေမှာအချက်ဖက်စကောင်စီတက်ကစစ်မှုထမ်းဖို့နဲ့ပြည်သူလုံခြုံရေးအဖွဲ့ဖွဲ့ဖို့တရွာကိုလူခဏဥနှုံပေးရမယ်ဆိုပြီးတောင်းခံနေသလိုဂျုံပြော်နဲ့ဝါခဲမဘတ်မှာလည်းစစ်မှုထမ်းဖို့လူငယ်တွေကိုစစ်ကောင်စီတက်ကအတင်းကျပ်ဆင့်ခေါ်ပြီးလူမပေးရင်ငွေပေးရမယ်ဆိုပြီးတော့ပါချင်းချောက်တောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခေတ်တွေကိုပြောပါတယ်စက်တင်ဘာလ23ရက်နေ့ကပဲဘကိုးတိုင်းကနတလင်းမြို့နယ်မှာရှိတဲ့ ပဲမခန့်ပဲနယ်ဂုံတခုကုန်းကန်တရာနဲ့ဖောင်းချောင်းကြေးရဘတ်တွေမှာစကောင်စီလက်အောက်ခံပြည်သူလုံခြုံရေးအဖွဲ့ဖွဲ့ဖို့အသက်35နှစ်ကနေ65နှစ်အရွယ်တက်ကြီးပိုင်အမျိုးသားတွေကိုမဲနိုင်ခိုင်းနေတယ်ဆိုပါလေအဲ့ဒီမှာမဲပေါက်တဲ့တက်ကြီးပိုင်တွေဟာမဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ပြီးစစ်မှုမထမ်းခြင်းရင်တယောက်30နှုတ်ပေးရမယ်ဆိုပြီးပဲမခန့်ကြေးရအုပ်ကြီးခင်စော်နဲ့စစ်သား6ဦးကလိုက်တောင်းနေသလိုအကယ်လို့မဲပေါက်ပြီးစစ်မှုမထမ်းမဲ့ထွက်ပြေးရင်တော့ သက်ဆိုင်ရာဂျေရီကနေပြည်သူတွေကတရွာကိုလူခွနှံဦးမဖြစ်မနေပေးရမယ်ဆိုပြီးတော့ပါအချမ်းဖက်စစ်ကောင်စီတပ်ကချိန်ချောက်အမိန်ပေးတာတွေလှုပ်လာတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်တပတ်က ARD တိုင်းကြုံပြောမြို့နယ်နဲ့ဝါခင်မမြို့နယ်တွေမှာလဲအချမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့လူငယ်အယောက်90နှုန်းတောင်းနေပြီအကယ်လို့စစ်မှုမထမ်းခြင်းရင်သူတို့တောင်းတဲ့ငွေပေးရမယ်ဆိုပြီးတော့ပါချိန်ချောက်နေတယ်လို့ငွေမပေးနိုင်ရင်တော့မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တယ်ဆိုပြီးတော့ပါ အတင်းအကျပ်ဖိအားပေးနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတပတ်မှာတော့စကိုင်းနိုင်ကမ်လူမြို့နယ်ကငတ်ပြောတိုင်းခြေရွာမှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေဟာစကန်းကိုစွန့်ပြီးထွက်ပြေးသွားကြတဲ့အတွက် PDF တပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးတွေပြုလုပ်ခဲ့တယ်လို့ကမ်လူခိုင်တရင်လေးရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အဲ့ဒီကမ်လူမြို့နယ်ငတ်ပြောတိုင်းခြေရွာကပြူစောထီစကန်းမှာ စကောင်စီတပ်သားတွေနဲ့ပြူစောထီတွေပေါင်းပြီးအခိုင်အမာတက်ဆွဲထားတာဖြစ်လို့အခုတော့အကုန်လုံးစခန်းကိုစွန့်ပြီးထွာပြေးသွားကြပြီဆိုပါလေလက်ရှိမှာတော့အဲ့ဒီငံပြောတိုင်းခြေရွာပြူစောတီစခန်းကို PDF တပ်ဖွဲ့တွေကလက်ထွန်ဇက်နဲ့ဖြိုချပြီးနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်လိုက်ပြီဖြစ်လို့စခန်းတွေကစကောင်စီတပ်သားတွေနဲ့ပြူစောထီတွေရဲ့စစ်အုံဆောင်ပစ္စည်းတချို့လည်းတင်းစီရရှိထားတယ်လို့ကမ်ဘလူးခရိုင်တရင်၄ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါကချင်ပြည်နယ်ဘက်မှာတော့ ဖားကံမြို့နယ်ကဆိုင်းတောင်မှာရှိတဲ့လူနေအိမ်တွေကိုဂျက်ဖတ်စကောင်စီတပ်ကဒီနေ့မွန်းလွဲပိုင်းမှာပဲလေရင်နဲ့လာပြီးဘုံတွေကျဲချသွားပြန်တဲ့အပြင်စကောင်စီတပ်ကမိရှုဖြက်စီးမှုကြောင့်လည်းနေအိမ်အလုံး200ကျော်မိလောင်ပြချထားပြီးတိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတယ်လို့ KIA 3ရေးပြကပြောပါတယ်ဒီနေ့စတင်မလာ16ရက်နေ့မွန်းလွဲပိုင်းမှာပဲအဂျက်ဖတ်စကောင်စီတပ်ကဖားကံမြို့နယ်မှာရှိတဲ့ဆိုင်းတောင်၄ရပ်ကွက်နဲ့ဥရုချောင်းဘက်တွေကိုဘုံတွေစက်တိုက်ကျဲချသွားတယ်ဆိုပါတယ် တစ်ဖက်မှာလဲစိုင်းတောင်မှာရှိနေတဲ့အကြက်ဖက်စစ်ကောင်းစီတပ်သားတွေနဲ့အတူစစ်တပ်လောက်ခန်းရှမ်းပြည်တပ်တွေကပါပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံမိရှို့ဖျက်ဆီးနေပြီနေအိမ်အလုံးပေါင်း200ကျော်လဲမိလောင်ဖျက်ဆီးထားသလိုလက်ကီမန်ဟိုတယ်မှာလဲစစ်ကောင်းစီတပ်ကပြည်သူတွေကိုတစားကန်ဖမ်းဆီးထားတာတွေပါရှိနေတယ်လို့သိရပါတယ်လက်ရှိမှာတော့အဲ့ဒီစိုင်းတောင်ကပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတဲ့အကြက်ဖက်စစ်ကောင်းစီတပ်ဖွဲ့တွေကို GIAP တဲ့မဟာမိတ်ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုန်းနေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာ Airbus ရဲ့မိဖက်တရုတ်ကမ္ပဏီ AVIC ကကြံရပါပတ်သက်နေပြီမြန်မာစစ်အုပ်စုအတွက်စစ်လက်နက်ထောက်ပံ့မှုတွေချက်ချင်းရပ်ဆိုင်ဖို့ Justice for Myanmar နဲ့ Info Burmani တို့ကတောင်းဆိုလိုက်ကြပါတယ် Justice for Myanmar နဲ့ Info Burmani တို့ရဲ့စုံစမ်းလေ့လာမှုတစ်ခုမှာမြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေတဲ့ Airbus ရဲ့မိတ်ဖက်တရုတ်ကုမ္ပဏီ AVIC ကကြံရပါပါဝင်ပတ်သက်နေပြီးမြန်မာစစ်အုပ်စုအတွက်လင်းရင်တွေဆက်လက်နက်တွေနဲ့စစ်သုံးပစ္စည်းဤပညာတွေကိုအထောက်ပံ့ပေးနေတဲ့အထောက်အထားတွေပေါ်ထုတ်တွေ့ရှိထားတယ်ဆိုပါတယ်အဲ့ဒီအတွက်မြန်မာစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုရပ်တန့်ပေးဖို့ Airbus ကုမ္ပဏီအနေနဲ့သူ့ရဲ့မိတ်ဖက်တရုတ်ကုမ္ပဏီ AVIC ကို PR ပေးဖို့ကိုလည်း Justice for Myanmar နဲ့ Info Burma တို့ကတောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်တစ်ဖက်မှာလည်း လက်ရှိမြန်မာနိုင်ငံကစစ်အုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုကုလသမဂ္ဂကနေတရားစောင့်ကြည့်မှတ်တမ်းတင်တာတွေအစီရင်ခံစာထုတ်ပြန်တာတွေရှိနေတာဖြစ်တဲ့အတွက်မြန်မာစစ်အုပ်စုကိုလက်နက်ခဲယမ်းလေယာဉ်စီကအစရောင်းချနေတဲ့ကုမ္ပဏီတွေအနေနဲ့ချက်ချင်းရက်ဆိုင်ဖို့လိုအပ်ပြီးလက်ရှိစစ်အုပ်စုကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေလုပ်ထားတဲ့အမေရိကန်ပါဝင်တခြားနိုင်ငံတွေလိုသက်ဆိုင်ရာနိုင်ငံတွေကလည်းနိုင်ငံတကာစစ်ရဆွေးမှုတွေကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကိုဆက်လက်တားဆီးပိတ်ပင်ဒဏ်ခတ်အရေးယူတာတွေလှုပ်ဆောင်ပေးကြဖို့ကိုလည်း Justice for Myanmar နဲ့ Info Burmani တို့ကတောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ